figure! Okay. တွေမျိုးဆက်ရိုးကြချောင်းတလျှောက်မှာရှိတဲ့မြေယာဧကပေါင်း900ကျော်ကိုပြီးခဲ့တဲ့တက်မတော်အစိုးရလက်ထက်ကစက်မှုရက်ွက်အဖြစ်သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။အဲ့ဒီအထက်ကလူနေရက်ွက်အဖြစ်ပြောင်းလဲသတ်မှတ်ခဲ့တဲ့မြေယာတွေတဲကဧကပေါင်း100ကျော်မှာပြီးခဲ့တဲ့ရခိုင်ပြည်နယ်အစိုးရလက်ထက်ကမြေကွက်တွေရိုက်ပြီးအစိုးရတာဝန်ရှိသူတွေအပါအဝင်ဌာနဆိုင်ရာအကြီးအကဲတွေကအတီးတီးခွဲဝေယူခဲ့တာဖြစ်ပါတယ်။အဲ့ဒီမြေယာတွေနဲ့ပတ်သက်ပြီးတောင်သူတွေဘက်ကပြန်လည်တောင်းဆိုမှုတွေရှိလာခဲ့တဲ့နောက်ပိုင်း ပြည်내အစိုးရနဲ့ရခိုင်ပြည်내လွှတ်တော်ကစုံစမ်းစစ်ဆေးမှုတွေဆောင်ရွက်နေတာကြောင့်ခြံစည်းရိုးကာယန္တာတွေနဲ့အဆောက်အဦဆောက်လုပ်တာတွေမလုပ်ဖို့လက်ရှိရခိုင်ပြည်내ဝင်ကြီးချုပ်ဦးညီပူကတားမြစ်ထားတာလည်းဖြစ်ပါတယ်။ဒါပေမဲ့စီးပွားရေးလုပ်ငန်းရှင်တွေဘက်က ဝင်းကြီးချုပ်ဦးညီပူရဲ့တားမြစ်ချက်ကိုမျက်ွယ်ပြုပြီးခြံစည်းရိုးကာယနာနဲ့အဆောင်ဦးဆောက်လုပ်တာတွေရှိနေပြီးဒီကိစ္စကိုတောင်သူတွေကညို့နယ်အုပ်ချုပ်ရေးမှူးထံတင်ပြပေးမယ်အရေးတယူဆောင်ရွက်တာမရှိဘူးလို့ဆန္နာပြပွဲဦးဆောင်သူတူဖြစ်တဲ့ဦးရန်မျိုးအောင်ကပြောပါတယ်ဝင်းကြီးချုပ်ကိုယ်တိုင်ကတားထားတဲ့ကိစ္စကိုမထီမြို့မယ်လို့ပြီးတော့ကျွန်တော်တို့ဒီနေရာမှာလာရောက်ပြီးတော့ဆောက်ဦးကိုမထီမြို့မယ်လို့ပြီးတော့ခက်ပြီးတော့ဆောင်းနေတယ်ဆိုရင် ကျွန်တော်တို့တိုင်းပြည်မှာအုပ်ချုပ်တဲ့လူတွေအားထက်မှာကျွန်တော်ဘလူးကိုဆက်ပြီးတော့တိုင်ကြရမှာလေဘလူးကိုပြောဆက်လို့ပြောရမှာလေဒီနေ့ဆန္ဒပြပွဲမှာဂျေတော်မင်ဒရာဂျိဆက်ရိုးကြကံပြင်းခြောက်နှွဲစတဲ့ကြေးရွာတွေကမူလပန်းရှင်ပြီးသားစုတွေကပါဝင်ဆန္ဒပြခဲ့တာလည်းဖြစ်ပါတယ် ဆန္ဒပြသူတွေဟာတင်စီကံလက်ရမြေတွေပြန်လဲရရှိရေးနဲ့လက်ရမြေတွေအပေါ်ကျူးကျော်အဆောက်အဦတွေဖယ်ရှားပေးရစတဲ့အချက်တွေနဲ့တောင်းဆိုဆန္ဒပြခဲ့တာဖြစ်ပါတယ်။အဲ့ဒီမြေယာတွေအတွင်းခြံစည်းရိုးကာယန္တာတွေနဲ့အဆောက်အဦဆောက်လုပ်တာတွေကိုလုံထုံးလုံနီးတွေနဲ့အညီစီစစ်ဆောင်ရွက်ပြီးမှခွင့်ပြုဖို့ရခိုင်ပြည်နယ်စီပင်သာယာရဲ့အဖွဲ့ကမြို့နယ်စီပင်သာယာရဲ့အဖွဲ့ကိုပြီးခဲ့တဲ့နိုဝင်ဘာလ10ရက်နေ့ကစာပေးပို့ထားပေမဲ့ လက်တွေ့မှာလုပ်ငန်းရှင်တွေဘက်ကဆက်လက်လှုပ်ဆောင်မြက်လှုပ်ဆောင်နေတယ်လို့လည်းဆန္ဒပြတောင်းသူတွေကပြောပါရယ်အခုလိုအဆောက်အဦစောက်လုပ်နေတာတွေကိုတွားရောက်တားမြစ်နာတွေလည်းလှုပ်ဆောင်တယ်လို့ညွန့်နယ်အုပ်ချုပ်ရေးမှူးထံအကြောင်းကြားထားတာတွေရှိပေမဲ့ထူးခြားမှုမရှိဘူးလို့ကျေးတော်အုပ်စုအုပ်ချုပ်ရေးမှူးဦးသိမ်းမောင်ကပြောပါရယ်ဒီကျွန့်လယ်နေတဲ့ကိစ္စကိုစစ်တေညွန့်နယ်အုပ်ချုပ်ရေးမှူးကိုကျွန်တော်အပါဝင် လေသမားလေးယောက်ကကျွန်တော်တို့ဒီ2006ခုနှစ်နိုဝင်ဘာလ23ရက်နေ့မှာ ီမြို့နယ်ဥရှိမုံယူမှာသွားပြီးကျွန်တော်တို့အသီးပေးတင်ပြပါရစေ။စစ်တေမြို့နယ်ဥရှိမုံကလည်းဒီကိစ္စကိုအစိုးရအဖွဲ့ကဆုံးဖြတ်ဆွေးနွေးတာနေဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့ဘာမှ လုပ်ပေးလို့မရဘူးမလုံနိုင်ဘူးလုံမပြည့်နိုင်ဘူးပြောတဲ့အတွက်ကျွန်တော်တို့ဒီလိုဆန်တော့ဖို့တရားချင်းဖြစ်ပါတယ် ီကနေ့ဆန္ဒပြသူတွေဟာဆက်ရိုးကြကြေးရွာလမ်းစုံကနေစစ်တွေမျိုးနဲ့စူပောင်းရုံရှိအထိခြိတက်ဆန္ဒပြကြတာဖြစ်ပါတယ်။ဆန္ဒပြရမှာပါဝင်တဲ့တောင်သူဥလှထုံးမောင်ကဒီမြေယာတွေနဲ့ပတ်သက်ပြီးအစိုးရအနေနဲ့မူလတောင်သူတွေလက်ထက်ရောက်ရှိအောင်အတက်နိုင်ဆုံးစောက်ရက်ပေးစေချင်တယ်လို့ပြောပါတယ်။အစိုးရကတော့ကျွန်တော်တို့လေသမားတွေကိုတဲ့နဲ့ဆုံးကျွန်တော်တို့တောင်သူလေသမားကျေးဇူးရှင်တောင်သူလေသမားတို့တက်နဲ့ဆုံးပါတင်စားတင်စစ်ခင်ရတဲ့လေသမားတွေကိုပြန်လဲရရှိအောင်တော့ လုပ်ပေးစီရှိတယ်။ပြီးခဲ့တဲ့ရခိုင်ပြည်နယ်အစိုးရလက်ထက်ကမြေကွက်တွေရိုက်ပြီးအသီးသီးခွဲဝေယူခဲ့ကြတဲ့နောက်ပိုင်းအဲ့ဒီမြေကွက်တွေဟာတခြားသူတွေထံအစစ်စစ်ပြန်လည်ရောင်းချမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ပေ80 90မြေကွက်တစ်ခုကိုပြီးခဲ့တဲ့နှစ်ကငွေကျပ်3400အထိဈေးပေါက်ခဲ့ပေမဲ့အခုချိန်မှာတော့ငွေကျပ်3900အထိဈေးပေါက်နေတယ်လို့လဲတောင်သူတွေကပြောပါတယ်ရှင်။